မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံးသတင်းစုံကနေတင်ဆက်ပေးမှာကတော့တစားမုံလာပြည့်နေ့တာမညဖလာအခါတော်နေ့တွင်ရန်ကုန်မြို့ရှိချွေးကုန်းစေတော်မြတ်ကြီးနှင့်တကူကြီးဖျားစေတီများမှစီကားလျက်ရှိတဲ့တဲ့တင်ဖြစ်ပါသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့နေထူးနေမြတ်များတွင်တစ်ခုအပါဝင်ဖြစ်တဲ့တစမုံလာပြည်နေတမညဖလခါရုံနေဖြစ်တဲ့အာလောဆောင်ရှမ်းကုန်းမြို့ရှိရွှေကုံစီတို့မြက်ကြီးနှင့်တကူကြီးဖရာစီရီများတွင်ကုသိုလ်ဒါနပြုကြသူဖရာဖူးလာပြည်သူများဖြင့်စီကားလျက်ရှိကြောင်းသိရပါသည်။ ရွှေကုံစီရောဘန္နာတော်ထိန်ကောပကဖွဲကကြီးမှုကျင်းပတဲ့1389ခုနှစ်တစောင်းမုံလာပြည်နေတာမညာဖလာခါတော်နေအခမ်းအနားကို နိုဝင်ဘာ4ရက်နေ့နေ့ပိုင်းကအစုပါစီရောရင်းမြင့်ရှိတက်မှတ်နေရများမှကျင်းပပါရယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းတိုင်းဒေသကြီးဝင်းကြီးများကောပကအဖွဲ့ဝင်များကောပကရုံးဝင်နှင်းများဘာသာရေးအသင်းအဖွဲ့များ မသူတင်ငယ်ရဲ့ပြိုင်ပွဲတွင်ပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့ပြိုင်ပွဲဝင်များနှင့်ဘုရားဘူးလာပြည်သူများကဇေရိုရှင်မြင့်အောင်မြတ်စတင်ကရှေကွန်ဇေရိုမြက်ကြီးရှိဗုဒ္ဓရုပ်ပွားတော်များအားကတ်လူပူဆောမဲ့ကထိန်ရွှေကြားတင်ငယ်တို့များကိုဂိုင်းဆောင်၍ဇေရိုမြက်ကြီးအားလက်ရရည်လှည့်လည်ပူဆောကြပါသည်အရင်နောက်တိုင်းဒေသကြီးဝင်းကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကအထက်ပြည့်စင်ရှိဗရမများမျက်ရှင်ရုပ်ပွားတော်မြတ်အားကထိန်ရွှေကြားသင်ငန်းကလူပူဇော်ကြပြီး ကောဘကအဖွဲ့ဝင်များနှင့်ဘာသာရေးဝိသင်းအဖွဲ့များကအာယုန်ခန့်တစောင်းမူလီမုတ်ရှိကကုတနာဂောနာကမနာကတပဂောရမမြတ်စွာဘုရားတို့အားကထိန်ရွှေချာသင်ငယ်များကတ်လူပူဇော်ကြပါသည်အဲ့ဒီနောက်သီလခန့်ယူဝဲနှင့်ရေစက်ကြအခမ်းအနားကိုရှင်ဟောင်းဗုဒ္ဓယူပွားတို့များတစောင်းမှာဆက်လက်ကျင်းပါရာရှေကုံစီတော်ဗန္နာတော်ထိန်ကုပ္ပကအဖွဲ့ဩဝါဒစရိယာ ရန်ကုန်တိုင်းဒေသကြီးတန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဒေါက်တာဘထနာအကတမိထံမှငါးပါးတီလာခရင်ဆောက်တည်ကြပြီးဩဝါဒစရိယဆရာတော်ကြီးများအားလူပဲဝတ္ထုများစက္ကလူရင်ကြပါတယ်။အရင်နောက်ရွှေကုန်စေတော်ဘန္နာတော်ထိန်ကောပကအဖွဲ့ရဲ့ဩဝါဒစရိယညောင်တုံးကျောင်းတိုင်ပဌာနာနာယကဘထနာနာရတာဘိဝင်သားလှရတနာဆရာတော်ထံမှအနုမောဒနာတရားနာယူပြီးရေဆက်သွန်းလောင်းအမြပေးဝေကြပါတယ်။အလာတူဘုဒ္ဓထောင်ကြိုက်တီအဆန်တော်ဦးစေတော်ရဲ့ 41ချိန်မြောက်မသူရွှေကြားတင်ငင်းစက္ကလူရံမွဲကိုနိုဝင်ဘာ၄ရက်နေ့နေ့ပိုင်းကအစူပါစီရော်ရင်ကျင်းပါရာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြေဆုံးလင်းတိုင်းဒေသကြီးဝင်ကြီးများဂုံကအဖွဲ့ဝင်များဘာသာရေးဝတ်သင်ဖွဲ့များနဲ့အလှရှင်များကစီရော်တပတ်လက်ရာရေးလှည့်လည်ပူဇော်ခံပြီးစီရော်ပရံဝင်တွင်ရှိဗုဒ္ဓရုပ်ပွားတော်မြတ်များအားကထိန်ရွှေကြားတင်ငင်းတော်များကတ်လူပူဇော်ကြကြောင်းသိရပါသည် အလားတူတည်တည်မင်္ဂလာကဘာအေးစီတော်ကြီးရဲ့25ကြိမ်မြောက်မတူးရှိကြသင်ငယ်ရှလုတ်ကက်လူပူဇော်ခြင်းရေစကြအခမ်းအနားကိုနိုဝင်ဘာ၄ရက်နေ့နေ့ပိုင်းကအဆိုပါဇေယျတော်ရင်ကျင်းပါရာဇေယျတော်ဘန်နာတော်ထိန်ကောပကအဖွဲ့ရဲ့ဩဝါဒစရိယာမဟာတတ္တမဇောတိကတစအကမဟာတတ္တမဇောတိကတစစံပြသာသနာပြုကျောင်းဆရာတော်ဗတ္တနာကောဒလထမ်းမကိုပါတိလခံယူဆောက်တည်ကြပြီးဆရာတော်ကြီးများအားလှူပေးပစ္စည်းများစက္ကလူရန်ကြကား ိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဩဝါဒစရိယာအကမဟာပဏိတဆရာတော်ဗတ္တနဇောတိပါလာထံမှအနုမောဒနာတရားနာယူကလူရမှုစုစုအတွက်ရည်ဆက်သွန်လောင်းအမြပေးဝေကြကြောင်းသိရပါတယ်။အလားတူပဲမဟာဝိဇယစီရီတော်ဝရထာထာဓာတုစီတိယဆွေတော်မြတ်စီရီတော်ရန်ကုန်မေတ္တမဂုံရှိ လောကချမ်းသာအပြတ်လာပါမူနိဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးရှေဟောင်းတမန်ဝင် အပရာစီတာဆန်တော်ရှင်ဇာဝိုင်းစီတော် တိလောကဥရှောင်းမုဏိရာဇာအောင်မြေတပ်ပညုပထိုးတော်ကြီးရန်ကုန်ရှေးဘုံမင်းစေတော်နှင့်ဆုတောင်းပြမယ်လမှုစေတော်ကိုရကြီးဖရာတို့တွင်လည်းနိုဝင်ဘာလရဲ့နံနက်ပိုင်းမှစတင်ပြီးစေတော်နှင့်ဗုဒ္ဓရုပ်ပွားတော်များအားဆုံးပန်းရည်ကြံစင်ပြီးတတိတို့ကလူပူဇော်ကြပြီ ကောကအဖွဲ့ဝင်များဘာသာရေးအသင်းအဖွဲ့များကတစမုံလာပြည်နေတာမညဖလားအခါတော်နေ့ခန္ဓာများကိုကျင်းပါကြကတာမညဖလားတုတ်တန်ဒေသနာတော်များကိုရွှေဖက်မြတ်တာဖို့ဆုတောင်းကြကြောင်းသိရပါတယ်တစမုံလာပြည်နေတွင်ဖျားစီပြီးများမှအလူရှင်များကဖျားဖူးလိုက်ပြည်သူများအားစရုတီတာများကျွေးမွေးကြခြင်းရုံများပန်းချံများရက်ွက်လန်းနှင့်လူနေအိမ်များတွင်တင်းစစ်ရောင်စုံမိအလှများစင်မီးခွေများဖျောင်းနိုင်များထွန်းညီပူဇော်ခြင်းတို့ကိုဆောင်ရွက်ကြပြီး လမ်းအလိုက်နိဗ္ဗာန်စီပွဲတော်များကိုစီကားစွာကျင်းပကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပြပို့လာတာပါ။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ထမ်းဟောင်းများအသင်းစုပေါင်းမဟာပုံကတိန်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ထမ်းဟောင်းများအသင်းနှင့်ဟင်းသရအကျဉ်းပရမျှစတင်တိုက်ခွဲចောင်းထားရကတာရကများစုပေါင်း၍နဝမအကျဉ်းများစုပေါင်းမဟာပုံကတိန်ကိုလူဝင်မှ၄ရက်တစမုံလာပြီနီနနက်၉နာရီက တာဂီတာမြို့နယ်၁၈၀၀ဇေယီအနီးရှိဟင်္ဒရာအတွင်းပြည်များစတင်တိုက်ခွင်မှာကျင်းပကြောင်းသိရပါတယ်။ပုံကထိန်ခန္ဓာတွင်မိုကိုဝိပဿနာအဖွဲ့ချုပ်ကြီးရဲ့နာယကအောင်ငင်းချန်းမိုကိုဝိပဿနာဓမ္မရိပ်သာဦးစီးပဌာနာနာယကကမ္မထာနာစရိယာဗတ္တနာအကသာရထံမှငါးပါးသီလခံယူစောက်တီကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကအောင်ငင်းချန်းဆရာတို့ထံအလှူတော်ငွေကျပ်15သိန်းစက္ကလူရမှာတယ်။ အဲ့ဒီနောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနဝန်ထမ်းဟောင်းများအသင်းဘုံမှုကြီးအီတန်ထွန်းအငိမ့်စာနှင့် လူမှုကြည်ကြေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းဟောင်းများအသင်းသူအသင်းသားများ၏ကျောင်းတာရက်ကတာရက်ကမများကအောင်ငင်းချန်ဆရာတော်နှင့်ဟင်္သရအတွင်ဗဒများစာသင်တိုင်းဦးစီးပဌာနာနာရက်ကဗထနာသီလာနန္ဒအမှုပြုတဲ့တန်ဃာတော်69ပါးတို့အားကထိန်လျာသင်ငန်းနှင့်လူဝယ်ပစ္စည်းများကိုစုပေါင်း၍စကတ်လူတန်းကြပြီးအောင်ငင်းချန်ဆရာတော်ထံမှကထိန်နှုမောဒနာတရားနာကြကလူတန်းမှုအစုစုတို့အတွက်ရေးဆက်သွင်းချအမျှပေးဝေကြကြောင်းသိရပါသည်။ အစပါစပောင်းမဟာဘုံကထိန်တွင်စုစုပေါင်းလူဒန်းငွေ198သိန်း5000ဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဣရွှေစင်လက်ကပြပူလာတာပါ